ဆောင်မလာပါနဲ့လို့ကျွန်တော်ပြောထားတယ်။ဘာလာလောက်တာလဲ။ဟဲ့အီတယောက်နေနဲ့ကို့သားဆောင်လာတာဘာဖြစ်လို့လဲ။ဖိမပြောစရာရှိဘူးလား။ကျွန်တော်ကပြောစရာမရှိဘူးလေ။သားမပြောစရာမရှိဘူးလေ။ဖိမပြောစရာရှိ။မဖြစ်မနေပြောမယ်စကားရှိ။အဲ့တော့အဆောင်မှာမပြောစီရင်ဖိနေလိုက်။အော် ငါအိမ်ပြန်မလာတော့ဘူးလားအိမ်မှာအေးစိစိပြန်နေပါလားတာရဲ့နေချင်ပါဦးဗျာကို့ဘောက်ကိုတငယ်ချင်းနဲ့အေးစိစိလွတ်လွတ်လပ်နေရတာပိုသဘောကျတယ်နန်းကတော့အိမ်မှာပြန်လာနေစီချင်တာသူရှိနေလို့မနေတာဗျာနော်ပြီးတော့အဲ့ကျွန်တော်ခဏခဏလာတွေ့တဲ့ကိစ္စလေကျွန်တော်လုံးဝမကြိုက်ဘူးတော့အမေအဲ့ကိစ္စပြောထားအောင်ကျွန်တော်တော့ခါလာမတွေ့စီနေနန်းကတားနဲ့အဆင်ပြေအောင်သူကြိုးစားနေတာတားဘာတွေအဆင်မပြေဖြစ်နေ နန့်တော့ချစ်ရှာပါလေသားတယောက်လူသဘောထားတယ်တော်ပါတော့ဖေဟာတော်ပါတော့အဲ့အိမ်မှာလာနေဖို့ကိစ္စဘလို့မှမဖြစ်နိုင်အဖေအဲ့မိသားစုကိစ္စကြီးလာပြောပြီဆိုလို့ရှိရင်ကျွန်တော်အရန်ဒေါသထွက်ရတယ်အိမ်မှာသာလာနေလို့ရှိရင်အဲ့ဒီအကြောင်းတွေပဲနေတိုင်းကြားပြီးပို့ပြီးဒေါသထွက်ဖို့ပဲရှိတယ်ဘလို့မှမဖြစ်နိုင်ဘူးဖေအိမ်မှာလာနေဖို့ဆိုတာမင်းအိမ်မှာလာမနေလို့မင်းကမထောက်ပံ့ပေးနိုင်ဘူးကွာဆိုတော့ရတယ်ဖေဖေသဘောပဲကိုကကိုရက်တည်ဟုတ်တယ်ဟုတ် ။အဖေကဒါပျက်စီးသွားမှဆိုလို့ပြောနေတာဒါရဲ့။ဩ။ကျွန်တော်ပျက်စီးသွားမှဆိုလို့ဟုတ်လားဗျ။အဖေကျွန်တော်ကြောင့်အဖေရုံးရောက်ခဲရောက်ဖြစ်ဘူးလား။ဟမ်။ကျွန်တော်ကြောင့်ဒီမြို့မှာအဖေမျက်နှာပြည့်ရတာဖြစ်ဘူးလားဗျ။ကျွန်တော်ကိုကျွန်တော်ထိန်းနိုင်တယ်စောင်းရှောက်နိုင်တယ်အဖေ။အဖေကြောင့်သာကျွန်တော်ပတ်ဝန်းကျင်မှာမျက်နှာငယ်ခဲ့ရတာမဟုတ်ဘူးလား။ တော်ပါတော့ဖေဟာအဲ့ဒီအိမ်မာလာနေဖို့ကိစ္စကိုဖေဆက်ပြောနေမယ်ဆိုလို့ရှိရင်တာဖဆက်ဆိုင်ရဒီတက်ပိုဆိုးလာဖို့ပဲရှိတယ်တော်ပါတော့ဖေတောင်းပန်တယ်နော် အမ်းမေမိမရောမုံမြင်တာနဲ့ထွက်လာဟွန်းအော်ချောစလုံးတက်ဝယ်လာတာဟုတ်ဂျူပဲပုတ်ကြော်လည်းပါတယ်ကိုအောင်စီသူရဲ့တောင်ကြီးမှာဂျူပဲပုတ်မရှိဘူးဆိုတော့အော်ကျွန်တော်လည်းဘာဝယ်လို့ဝယ်ရမှန်းမသိလို့ပါကျေးဇူးတင်ပါတယ်။တော့ကိုအောင်စီသူကလေ ချောင်းစုအတွက်ကြတော့ပါတယ်ကျမတို့အတွက်ကြတော့မပါဘူးတကယ်ပဲမျက်နှာလိုက်အဲ့လေလူကလည်းလည်းမသိတဲ့လို့နေလိုက်ပါဆိုမှရှက်ပြောအထဲဝင်သွားပြီငါချောင်းစုတော့လိုက်သွားလိုက်မယ်လေပါလေပါကိုလေးတနေ့တော့သူကဘာလဲဆောင်မှမပါလဲအိမ်ထဲကိုအလဲခေါ်ပါရနော်လက်ဖက်တော့လေးစားသွားပါအောင်ဟာနေပါစီရောဗျာဟုတ်ကျွန်တော်လည်းအချိန်သေးမရလို့သွားလိုက်ပါအောင်မယ် 哦，耍我吧。哦，也玩嘞，没啥了吧？好给吧，哎呀，是嘞，打扰没呢？打扰没呢？打打打打。老周耶，老周，老周，哦哦，咩嘞？妹妹，妹妹，哦，咩嘞样嘞？ ။အော်ညလေးဟာဟာလေမင်းတို့ကခြံထွက်တင်းညနေလာပို့ခိုင်းလိုက်တော့ဈေးကဝယ်လဲရတာပဲလေးအောင်တဲလာသေးတယ်။ဟိုဈေးကဝယ်တော့ဘယ်သူကပြောတော့ရဲ့ခြံထွက်တင်းညဆိုပိုလက်ဆက်တာပေါ့။ကျေးဇူးပါကွယ်။အဆောတောက်ကြပြီပါ။အေးအေးအနာနေအိမ်ရောပြန်ပြည့်ရလား နွေငါမဖြေချင်ဘူးဆိုတာလည်းသိရတာ ਨੇ ပြီးတော့ငါအိမ်မပြောင်းဘူးဆိုတာလည်းသိရတာ ਨੇ မေးနေသေးတယ်။ဟုတ်ငါနှုတ်နားမလည်လို့မေးရတော့မဟုတ်ပါဘူးဟာ။ဒါမဲ့ငါနှုတ်တပတ်တစ်ခါလောက်တော့အိမ်ပြန်စီချင်တယ်ဟာ။ငါမပြောင်းချင်ပါဘူးဟာ။ငါအိမ်မှာနေလို့ရှင်စိတ်တူရတယ်။စိတ်လည်းအဆင်မပြေဘူး။အဲကြောင့်အိမ်မှာမနေတာ။ကိုယ့်အကူအပြင်မှာထွက်နေရအဆင်ပြေအေးစေးပဲ။နင်စာရောလိုက်နိုင်ရလား။ လိုက်နိုင်ပါတယ်ဟာနင်ရောငါလည်းလိုက်နိုင်ပါတယ်ငါပြန်ငါ့ကိုတောက်လျှောက်မောင်းတာဟာဖះငါ့ကိုယုံတော့ယုံကြည်ပါရဲ့ဒါမဲ့လေဟိုငါတခုခုချွတ်ချော်သွားမှာဟိုသူကစိုးရင်နေနေတူတယ်ចောင်းစာတစ်ចောင်းစာနှစ်ចောင်းစာသုံးမယ်ဟိုငါလည်းဆရာဝန်ဖြစ်ရှင်ပါရဲ့ဟာဒါမဲ့အဲ့လိုမျိုးအတင်းလုပ်ရသူတွေအတင်းတွေကြက်ခိုင်းနေကြတော့ငါအဆင်မပြေဘူးဟာနင်းဖေကတော့သားသမီးကိုတော်စီတက်စီခြင်းလို့ပြောတာနေမှာပါ နုံနုံရဲ့ကိုယ့်ရဲ့အနာမှာအဖေတယောက်ရဲ့စောင့်ရှောက်မှုရှိရဘလောက်ကောင်းလဲ။မဆိုလို့ရှိရင်လေဖခင်တယောက်ရဲ့မြေတောင်အပြေးဝါရတဲ့ကောင်မဟုတ်ဘူးပါ။နင်ကငါ့ဖေကိုကောင်းမြင်တယ်လို့မျိုးလေးနင်ဖေကိုကောင်းမြင်ပြီးတော့အိမ်မှာပြန်နေဖို့ကြိုးစားပါလား။ငါကောင်းမမြင်တာမဟုတ်ဘူးနုံနုံရဲ့။ငါအိမ်မှာနေလို့ရှိရင်လေငါရဲ့စိတ်ဒဏ်ရာတွေကတဖြည်းဖြည်းကြီးထွားလာတယ်လို့ငါခံစားရတယ်။ ပြီးတော့ငါ့အမေနေရာမှာငါ့ဝမ်းနဲ့လွယ်ပြီးတော့မွေးခဲ့တယ်ငါ့ရဲ့အမေရင်းကလွယ်လို့ရှိရင်တခြားမိမောင်ကအစာမထိုးနိုင်ဘူးဟာနေရအဲ့လိုပြောတစ်ဖက်တည်းပြောနေလေဟာတကယ်တကယ်ပြောရမယ်ဆိုလို့ရှိရင်မနန်းတီကနင်းအဖေပေါ်မှာမယားခွက်တရားကြည့်ုံနဲ့မိမတယောက်ပဲနင်းအဖေနဲ့မိဘလို့ကြောင့်ကွဲရလဲတော့ငါလည်းတခြားတော့မသိဘူးဟာဒါမှလည်းအဲ့ဒီကကြာလာပြီပဲဟာကဲပါအဲ့ဒါကြီးထားပါတော့နင်းက ရှေ့ဆက်ပြီးတော့ဘာလုပ်ဖို့စဉ်းစားထားရလဲညင်ခုတက်နေတဲ့အကြောင်းတွေရောအဲ့အကြောင်းဘွဲရရင်ညင်ပါဆက်လုံးမလဲမမသိဘူးနုံနုံကငါចောင်းပြီးွားရင်ဘာဆက်လုံးမယ်ဆိုတဲ့အစီအစဉ်လည်းငါမှမရှိဘူးငါအိမ်မှာလည်းမနေချင်ဘူးဟာငါတော့လေနင့်ကိုအိမ်မှာပြန်နေပြီးလို့ရှင် ရှီမန်းချက်ရှိရှိနဲ့စားကြိုးစားရလို့ဖြစ်စေချင်တာဟာ ာတွေကြားလို့ရှိရင်ငါစိတ်အရင်မွန်းချက်တယ်ဟာဖြစ်နိုင်တယ်ငါအိမ်နဲ့ဝေးရတဲ့နေရာကိုသွားပြီးတော့အဲ့မှာပဲအပီးနေလိုက်ခြင်းတယ်ဒါပေမဲ့ဒီမျိုးလေးမှာနေရှိတယ်ဆိုတဲ့စိတ်နဲ့ငါဘလို့မှထွက်သွားလို့မရဘူးဖြစ်နေတာနော်နော်ငါလေနေနေခုလို့တွေ့နေရတယ်အရန်ပြောတာမင်းကလေအဲ့ထားပါတော့ ။ရင်ကြောင်ပိတ်ရတူတော့ဖေးသွားနေ။ငါ့ရင်ပြက်တော့။အာဟိုခင်မောင်တွေးရင်တော့တွားတာဟာဟိုသူတို့အိမ်ကပင့်တရမှာလေသူတို့အိမ်ရောက်တော့ဟိုသူတို့မိသားစုကအရင်မပြည့်စုံပေမဲ့ဟိုမိသားစုအဲ့လိုတက်တိုက်ဝင်ဝင်လေးနဲ့ပျော်ပျော်ရွှင်လေးတွေ့ရတော့လေငါငါမိကိုအရင်တတိရတာပဲငါစဉ်းစားနေတာဟိုငါအဖေနဲ့အမေနဲ့က တကယ်ပဲချစ်ခဲ့ပြီးတော့ယူခဲ့ကြတာလားဒါမှမဟုတ်မချစ်ဘဲနဲ့လက်ထပ်ခဲ့ကြတာလားငါတွေးနေတာဟိုတကယ်လို့သူတို့သာ တကယ်ချစ်လို့လက်ထပ်ခဲ့တာဆိုလို့ရှိရင်အခုလိုမျိုးအိမ်အောင်ကွဲတာတွေပါပဲဖြစ်မှာမဟုတ်ဘူးလေဟုတ်တယ်မလားအဲအကြောင်းမလို့ငါစဉ်းစားတာကတခုရှိတယ်တကယ်လို့ငါလက်ထပ်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်လေငါငါချစ်တဲ့မိန်းကလေးပဲငါလက်ထပ်မှာငါ့ကိုလည်းချစ်တဲ့မိန်းကလေးပေါ့ အဲ့ဆိုရင်တစ်ဖက်မိန်ကလေးကနင်မနင်ဖြစ်နေတော့ညာနေတကယ်ချစ်တဲ့မိန်ကလေးကိုပဲလက်ထပ်မှာပေါ့ဟုတ်လားဒါဘောနုံရဲ့နင်ရောဟိုအရှင်းဆိုတဲ့အရာကိုဘလို့အတိတ်ပဲဖွင့်ဆိုထားလဲမမသိဘူးနုံနုံရဲ့ဟိုနင်သိတဲ့လောက်ငါ့ကိုပြောပြလေနော်ငါတကယ်မသိရအောင်အနိုင်ရဲ့ငါတွေ့ရမှာလဲ အဲ့ဒါကြီးမရှိဘူးငါကောင်းတယ်မှာចောင်းစာတစ်ခုပဲရှိတယ်ចောင်းပြီးသွားရင်တော့မပြောတော့ဘူးအေးပါချကကောင်းငင်ချယ်ရီလူ she may so menchika ငါ့လေဘာမှအားနာကြမှာမလို့တိလားဟိုစောနာပြောတဲ့စကားတွေကိုလည်းငါမကြားဘူးလို့ပဲသဘောထားလိုက်ဒီလိုလေးရောက်လို့ဘာချုပ်ခေါ်နေဟမ်ဘာဘာဖြစ်လို့ခေါ်ခိုင်းတာထမင်းကြော်ဦးလေကျောင်းအထိတကူတကလာပို့တာဆိုတော့ကိုထွန်းနိုင်ကမနုံတို့တော်တန်ရုံးစင်ရှိရပုံပဲနော်အခုဒီနင်းစီပန်းလေးကဒီတောင်ကြီးတစ်မြို့လုံးမှာရှိတယ်နင်းစီပန်းလေးတွေမှာ အလားဆုံးပန်းလေးတော့ပဲအနားငါနေ့ကိုအဖြစ်ပေးပြီးတော့နင်ကအရင်လိုပဲခင်ဆိုင်